ပြည်သက်များအားလုံးမင်္ဂလာပါမြမရွေးရလဝေးရဲ့ရွှေအိုရောင်မှတ်တရများအစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေဒီခဲ့တဲ့အစီအစဉ်မှာကျွန်တော်တို့အနေနဲ့ဒီတထုံဒေတာကဇဝင်းထွန်းဒေကျင်းပုံနေသူ့ဒေတာသူ့ရွာမှာရွေးရလဝေးသမားတွေဘလောက်ထိပေါ်များတယ်ဆိုတဲ့အကြောင်းလေးကိုဥက္ကောကြီးကတင်ဆက်ပေးခဲ့ပါတယ်ဒီဒီတစ်ပတ်မှာလည်းအဲ့ဒီဒေတာမှာပဲရှိခဲ့တဲ့ရွေးရလဝေးသမားတွေရဲ့မိသားစုတွေအကြောင်းနောက်ွက်ရအဖြစ်ပြက်တွေကိုဥက္ကောကြီးကဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်စောင့်မျှော်ကြည့်ရှုပေးကြပါဦး ဥောရေးမင်္ဂလာပါမင်္ဂလာပါညီပြီးခဲ့တဲ့အပတ်ကဒီဥောကြီးပြောခဲ့တဲ့တထုံဒေသဇုံဝင်ထွန့်ရဲ့ဘဘိုးဝါခွဲတဲ့လက်တီအကြောင်းရယ်သူတို့မိသားစုတွေသူတို့အခြေအနေအကြောင်းရယ်အပိသက်လည်းတော်တော်လေးစိတ်ဝင်စားခဲ့ကြပါတယ်ဒီလိုအဖြစ်ပြက်မျိုးတွေအဲ့ဒီဒေသမှာအဲ့တထုံမှာပဲထပ်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အဖြစ်ပြက်တွေရှေ့အောင်မယ်လို့လည်းကျွန်တော်အနေနဲ့ယူဆမိတယ်အဲ့တော့ရှိခဲ့လို့ရှိရင်ပြည်သက်တွေကိုဆက်လက်မျှဝေပေးဖို့တောင်းဆိုချင်ပါတယ်အခုလဲအဲ့ဒါလေးတခုရွေးချယ်ထားတယ် လဝိသမားအကြောင်းကြီးပဲပြောတာလေအရင်အခုစိတ်ထဲမှာအဆင်ပြေတယ်လို့မထင်ဘူးကွာသူကလဝိထိုးတဲ့အကြောင်းကြီးပြောမယ်လဝိသမားတွေအကြောင်းကြီးပြောတယ်ဆိုရင်တိုင်းဆောက်ကြည့်လို့ဖြစ်သွားမယ်ဘလို့ထိုးတယ်ဘလို့ခန့်တယ်ဆိုတာဆိုအဲ့ဒီတော့အဲ့ဒီလဝိသမားတွေရဲ့နောက်ွယ်ရနောက်ွယ်ရဖြစ်ဖြစ်သူကလဝိသူမသိဘူးသမားတွေကိုချစ်မြတ်နိုးတဲ့သူလဝိသမားတွေကိုချစ်မြတ်နိုးတဲ့သူဆိုအခု Facebook တို့ဘာလို့မှာလဲကွာလဝိသမားတွေနဲ့အတူရှင်တွဲပြီးတော့ဓာတ်ပုံတွေရိုက်ကြတယ်သူကလဝိသမားတွေနဲ့အတူတူသမင်းတွေစားကြတယ်အဲ့ဒါမျိုးတွေတင်ကြတာပေါ့ သူတို့ပဲလူဝိသမားတွေနဲ့အတူတူရှင်တွဲနေထိုင်တယ်လူဝိသမားတွေကိုသူတို့ကပဲတကယ်ချင့်မြတ်နိုးတယ်လို့ဟိုတတင်ငါကြီးတဲ့လူအနေနဲ့တော့မှန်ကန်ကောင်းမှန်ကန်ပဲဒီအမှန်မှန်တကယ်အမှန်တကယ်ယူရလူဝိသမားတွေချင့်မြတ်နိုးတဲ့သူတွေဟာဘယ်သူလဲဆိုတော့အခုပြောပြခြင်းဟုတ်ကဲ့ခင်ဗျာတည်လားတကယ်တော့ညီကြီးကယူရလူဝိနဲ့ပတ်သက်ယူရလူဝိရဲ့ကျင်သူဇနီးမယားတွေဟုတ်ကဲ့နောက်ယူရလူဝိနဲ့ပတ်သက်တဲ့အတိုင်းဝိုင်းတွေ ဒွန်တွဲနေတာပေါ့မိသားစုဝင်နေရမတကယ်သူတို့ချစ်မြတ်နိုးတယ်အကူကတော့မြင်တယ်ဟုတ်ကဲ့သူတို့ကတော့တကယ်အနီးကပ်လည်းရှင်းနေပါတယ်မြင်တယ်ပြင်းလို့ဆိုတာသူတို့အိမ်အောင်ပြုတ်တယ်ဟာသူတို့အိမ်အောင်ပြုတ်တဲ့အိမ်အောင်ဦးစီးစီသူတို့ရဲ့ချစ်သူလျောင်ကြားသည်ကစားသမားရိုးရလဝိသမားဆိုတာကိုမယူခင်တဲ့သူတို့ကသိတယ်စိတ်ချမ်းလူချမ်းနဲ့ရပါရခါတောင်းတဲ့တောင်းသဘောထားမတိုက်ဆန်တဲ့ငါအထိုးခံရမယ်ဆို သူတို့သိတယ်သိရနေယူခဲ့ကြတာသိပြီမဲ့အဲ့ဒါကိုယူရယ်ဆိုတဲ့ကဒီခုနအကိုခိုင်းတိုင်းပြတာလည်းအများကြီးကွာတယ်ဆိုတာဒီဒီတတိထားမိမှာပေါ့နော်ဒါကတော့အခုဟို Facebook မှာရေပန်းစားနေလက်ဝိသမားနေရှင်တွဲပြီးဓာတ်ပုံရိုက်တဲ့လူတွေကိုညှို့နေလို့လည်းမဟုတ်ပါဘူးမဟုတ်ပါဘူးအဲ့လိုလေအပြစ်မမြင်ပါနဲ့တကယ်တကယ်အဲ့ဒီနောက်ကိုရဒီလိုကိစ္စလေးတွေရှိအောင်ပြောပြချင်တာပါတိလားဟုတ်ကဲ့ခင်ဗျအဲ့ဒါဆိုရင်ညီလေးလည်းတည်တယ်တို့ယူကလက်ဝိမှာ ီကိပြန်ဥပုဆိုင်ဟုတ်ကဲ့ကျွန်တော်ခုန်နိုင်နေအခုဆုံးသွားပြီနော်ဆုံးသွားပြီသူဆိုလို့ရှိရင်လဝိသမားအများကြီးမွေးထုတ်ပြီးဟုတ်ရိုးရလဝိရဲ့ခေါင်းကိုက်ဖောက်ခင်လို့ခေါင်းကိုက်ဖောက်ခင်လို့ပြောလို့ရတယ်ရိုးရလဝိရဲ့စင်စမ်းမဲ့ပြက်ပေါ့တော့ဒီနောက်ဆရာကြောက်ပါကြီးနဲ့ရှင်တွဲပြီးရိုးရလဝိကိုတဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲမှုတွေလှုပ်လာတယ်ရိုးရလဝိကိုပေးသက်တွေအမြင်ပေါ့တာရကတွေပြောင်းလဲလာအောင်သူဆောင်ဆွမ်းဆောင်လာဆွမ်းဆောင်လာဆိုသူနဲ့ကွာအခုစကားတွေပဲပြောလို့ရှိရင်သူတခါတည်းပြောတာလေးကိုမှတ်မိတယ် ဘောရတာလေးဟိုပြန်မြောက်ဝေးပါအောင်တိရဟုတ်ကဲ့ခင်ဗျအဲ့ဒါအော်စကာရေးတဲ့ငါတော့ခပြညာမတက်ဘူးွာတိရငါတဲ့ဟိုဘကွာလာလို့ပဲတက်ပါတော့ဒါပေမဲ့ तू ဟိုလောက်ွာတဲ့ဟာတွေရွာခဏိဟိုပြုပြင်ပြောင်းလဲမှုကြီးနဲ့ပတ်သက်ပြီးဥဆောင်နေတဲ့လူတွေမလုံးနိုင်တဲ့ဟာတွေအပြုပြင်ပြောင်းလဲမှုလုပ်တဲ့သူတွေဥဆောင်နေတဲ့ဟာတွေတဲ့တော့ तू ကပို့ပြီးဆွမ်းဆောင်နိုင်တယ်လို့ကိုထင်တယ်တိရ အရင်တော့ဆိုရင်အကူကအဲ့ရက်ကွက်မှာနေတာအဲ့ရက်ကွက်မှာနေတော့အကူရက်ကွက်တွေလဝိသမားတွေတွားတာလာတာအဲ့ဒါနဲ့ပဲသူတို့နဲ့ဟိုပို့ပြီးတော့ခင်မင်ပြီးလဝိသမားတွေအကြောင်းအကူကဘလို့ထဲထဲဝင်ပူတည်သွားတည်သွားဆိုလို့ရှိရင်ဆရာဥပစေအိမ်မှာဆိုဟိုအရင်တော့လည်းအခုလိုဟိုလူတွဲတာဘာညာအစသူကဆရာကိုအက်ကတယ်ဆရာကိုအက်တဲ့အချိန်ဆိုလို့ရှိရင်ဆရာကနေပြီးတော့အခုလိုလူတွဲမယ်ဆက်သွေးစနစ်တရားအရင်မကောင်းမကောင်းတဲ့အခါကျရင်စာတန်နဲ့စာပေါ့လူဂျုံတန်နဲ့လူဂျုံပေါ့ ကျုပ်ဖုံးနေနဲ့ချက်လို့ရတယ်နဲ့ချက်လို့ရတယ်ဆိုတော့အဲသူ့အိမ်မှာစူစီးရတယ်စူစီးပြီးတော့လူတွဲကြတာလူတွဲပါညာနဲ့အဲ့လိုဖြစ်တဲ့ခါကျတော့ပွဲလေးပါရင်တွားတော့မယ်ဆိုလို့ရှိရင်ကွာဟိုသူပါတီဖြစ်စီမပါတီဖြစ်စီလူဝိသမိုင်းမန္တလေးကအဖွဲ့ကြီးဟုတ်ကဲ့တဲ့အရင်တော့မန္တလေးရွှေခေတ်ပေါ့ဟုတ်ကဲ့ရွှေခေတ်ဆိုတာမန္တလေးပါအောင်ထုံးတို့မြန်နန္ဒာတို့မြတ်စီတော်တို့မြတ်ကြည်စံတို့ဟုတ်ကဲ့တဲ့လားဟိုမြတ်ဟိုပါလေဒီဟိုဟိုပါလေအောင်ပင်လေတို့ တဲ့လက်ဝိညာဏ်အပေါ်ညာဏ်တော့မရောက်သေးဘူးညာဏ်တော့ခုနှစ်ဖြစ်တယ်အများကြီးပဲတဲ့အဲ့ဒီလက်ဝိသမားတွေကပထမဦးဆုံးဆရာအိမ်ဥတိုက်တာဆရာအိမ်ဥတိုက်ပြီးတော့မှဆရာအိမ်မှာစကန်တစ်ထောက်နာပြီးတော့မှခုနကရင်ပြည်နယ်သွားတာတို့မူပြည်နယ်သွားတာတို့တစ်ချက်လောက်တာဟိုမန္တလေးကရထားကြီးနဲ့လာတယ်ရထားဆက်ပြီးဆိုရင်ဆရာအိမ်အကုန်သွားကြတာအဲ့ခေတ်ကတုံးမင်းခေတ်ပေါ့တုံးမင်းကားနဲ့ခါပြီးသွားကြဆရာအိမ်မှာပဲတဲတယ်ခိုးတယ်စားတယ်တောက်တယ်ပြီးတော့မှသူတို့ဖိတ်ကြားထားတဲ့အရက်တွေတော့ တဆင့်သွားတာသူကအဲ့လိုလူတွေရောက်လာပြီဆိုတော့အများကြီးပါလူဧည့်သည်အဲ့အများကြီးရောက်လာပြီဆိုမညူညင်ဘူးရှာမင်းမဒေါ်လာတီးဆိုမညူညင်ဘူးဒါပဲကူသူပဲဘယ်လိုပြောမလဲဆိုတကြီးသမီးဟိုအရင်တော့ကိုနောက်ကွာနောက်ပါပဲဟုတ်ကဲ့ဆရာဘာလို့ဆိုအစင်းစီချင်းစီဆရာဆိုလို့ရှိရင်ဒီဒေါ်လာတီးကိုယူဖို့ဘကူးမှလက်ဝဲထိုးရင်းနဲ့လက်ဝဲထိုးရင်းနဲ့ဒေါ်လာတီးကိုတွေ့ပြီးတော့နှစ်သက်လို့ အဲ့ဒီဒေါ်လာတီတို့ရွာမှာလေတူရင်က၃နှစ်လောက်လှုပ်တာ၃နှစ်လောက်လှုပ်ပြီးတော့ဒေါ်လာတီနေညားတာဒါရရင်နောက်ပိုင်းပြောပြအောင်ဒေါ်လာတီနေညားပြီးတော့အဲ့လိုယူထားတာအဲ့လိုယူဆရာလည်းဟိုမင်းလည်းအခုခုန်တိုင်လှုပ်နေပြီးမြတ်ဥပဒေတွေ့ပြီးလူကြောင်းတော့လူကြောင်းတော့ပြတွေ့လားပို့အိုးရခုံးနဲ့ရစားနော်ကောင်းရခုံးကလည်းကောင်းအသားကြီးကလည်းကောင်းကောင်းဟိုဘလူးခွန်လဲဆိုဟိုရုတ်တန့်တာတွေ့လားအဲ့လိုအဲ့ဒီအများကြီးလာတဲ့အချိန်မှာ ဂျုံနဲ့ဒိုင်းကနေဆိုအခက်ခဲရှိတာပေါ့ငါအတီဆုံးပဲဝင်ထွက်နေတာတော့တခါတလေကဂျုံနဲ့လူကြီးလက်ထဲမှာငွေကြီးရခက်ကလာအချင်းကြီးရပါဟုတ်လားပူပူရှင်းရှင်းရှိကရှိတဲ့နေ့လည်းရှိမယ်မရှိတဲ့နေ့လည်းမရှိဘူးရှင်းပြရပါဒါတော့တဘာဝပဲမရှိတဲ့နေ့တွေဆိုရင်အဲ့ TV offset ကြီးကိုအဲ့တဲ့တွေမသိအောင်ပစိုးနဲ့ပတ်ပြီးသွားပေါင်လိုက်တာဒါဆရာတို့နင်းအောင်ပြောတာမဟုတ်တော့ရိုးကလဝီးနဲ့ပတ်သက်ရိုးကလဝီး အတိုင်းဝိုင်းတွေကဘလောက်အထိဆွတ်လွတ်တယ်ဘလောက်အထိတီးခတ်နေဆိုတာလေးသိစီချင်မျှော်ဝေးလာဒါဆရာတို့ကိုခုနေဖြစ်တာမဟုတ်ပြည်လေတဲ့နေ့တွေရှိတယ်မပြည်လေတဲ့နေ့ဂျိုးနဲ့ရောက်လာချက်ချင်းသွားလာရောက်တဲ့ချိန်ဈေးခွဲနေဘာမှမရှိဘူးမရှိရှိတာဝယ်လာဈေးမှာမချင်းတွေဝယ်လာမယ်ဘူးတီတီဝယ်လာမယ်စာမပြည်ဒီဂျိုးမယ်တူစရာတွေပါတယ်လူ့သမားတွေစားရမယ်ကွာစီတာကောင်းလို့ကောင်းဘလို့မိမ်မမသိဘူးခီးကြီးကလည်းပန်းလာဒီလေးရောက်လေရောက်အဲ့လိုစားစားပြီးတော့ခီးထွက်တာ ပြန်လာတဲ့ခါကျတော့ဆရာကလာကြတော့လာကြတော့ပြီးတော့သူတို့ပြန်ဆိုတော့ဆရာဒေါ်လာဒီကအဲ့ညှို့နှင်းချက်တွေမရှိဘူးရိုးရှင်းရင်းပဲကြွေးတာဟုတ်လားရိုးရှင်းရင်းဆရာတာသမီးတွေဆိုအကုန်လုံးပထမတန်းလက်ဝဲကြော်တွေပဲကွာဝင်းတိုင်းစိန်ပြီးတော့စိန်ပြီးတော့စိန်တို့စိန်ကားလုံးဟုတ်လားဝင်းကိုတို့စိန်ကားလုံးတို့ဆိုတော့နေသူတွေတို့ဆိုတော့ तू ကလဝိသမားတွေဘဝလဝိသမားတွေမိခင်တွေဒီ အိမ်အောင်ဘက်တွေပဲသဘောပေါက်တယ်အခြားဘယ်သူမှသဘောမပေါက်ဘူးလူတဲ့ဆန်ရောသူတို့ကအတွင်းကြောက်ကိုသိတာအေးပေါ့အဲ့ဒါကိုပြောတာအဲ့ဒါကြောင့်မို့ तू ကတခါတလေကျလက်ဝဲပွဲတွေပါရှိရင်ကွာအလုပ်ဖြစ်လားမဖြစ်လားမသိဘူး तू အိမ်မှာနေမီးညမီးဆက်နေချက်ဟာပြိုးရစားရတောက်ကြအဲ့ဝစ်ကြည့်ဘူးအဲ့ဝစ်ကြည့်ဘူးကွာဒါဟိုသူခစ်ချက်စနစ်ချက်ကြီးတဲ့မှာအဲ့ဒါတွေအများကြီးတိတက်တဲ့လူတွေပါတယ်အဲ့ခစ်ချက်ဆိုတော့ခုလောက်လဲဒီငွေငွေကြီးထိုးကြီးတွေကတလောက်ရတယ်တလောက်ရသေးတာမဟုတ်ဘူးဒါမင်းချင့်ချင်ကြီးပေါ့သိလားဒါဆရာ ဥပုသ်ရဲ့စေတနာဘက်နော်ဒါလဝိသမားကိုချစ်တာမဟုတ်ဘူးလဝိလောကတစ်ခုလုံးဝင်ချစ်တာအကိုကအဲ့လိုမြင်တယ်ဒါနောက်တစ်ခုပြောပြအောင်တွန်တီးရဆရာဦးတော်ညိုဆိုတာဒါသူ့မိန်းမနာမည်အကိုမေ့ပါယူပေါ့ဆာလမ်မတော်ကိုတေချာထည့်ရည်ထားတယ်သူဆိုလဲအဲ့လိုပဲကွာဆရာဦးတော်ညူဆိုလဲကွာဟိုသူလက်ဝိထိုးတဲ့အလုပ်ပဲရှိတယ်အကိုကသူ့ကိုလေးစားတယ်အကိုစဉ်းစားတယ်တခါစိတ်ကူးရင်တော့ လက်ဝဲယုံရှိမှာဆရာဦးတော်ညူနဲ့ရုပ်ထားခြင်းလေဘာကြောက်လဲဘာကြောက်လက်ဝဲနဲ့လို့ပဲအခုပြောခြင်းလေဘာကြောက်လဲဆိုရင်ဒီ तू ကလက်ဝဲယူကလက်ဝဲအပေါ်မှာဆက်လက်မတက်နေထိုင်သွားတယ်နော်အခြားစီးပွားရေးလောက်တာပါညာအခုမတွေ့ဘူးလက်ဝဲထိုးတယ်လက်ဝဲမထိုးနိုင်တဲ့အချိန်မှာလက်ဝဲဆင်ထိုးတာတာဝန်ယူတယ်လက်ဝဲဆင်ထိုးတယ်လက်ဝဲသမားတွေအိမ်မှာကျူးမွေးချက်ပြုတ်တာတာဝန်ယူတယ်လက်ဝဲဘာမှမရှိလို့ရှင်ဒိုင်လောက်တယ် ဆိုတော့ तू ကဒီဘောတစ်လျှောက်လုံးอ่ะရိုးရလဝိအပေါ်မှာပဲ तू သုံးသွားပြီဘဝကိုဒီဘဝကိုမြုပ်နှံထားတယ်မြုပ်နှံထားတယ်ဆိုလို့ရှိရင် तू ကလူစွန်းလူစားမရှိလို့လားဒီလိုမင်းကိုထုတ်ဆရာရှိတယ်မဟုတ်ဘူး तू လုံးနဲ့ကန်တာလည်းအများကြီးရှိတယ်အခုခေတ်မှာလို့တင်တန်းနေဖွင့်လို့ရပါဘာတင်တန်းဖွင့်တာလဲတပြားမမြောက်ဝါသနာတင်ပြီးတယ် तू တာတောင်းညိုလေးတက်ဦးဟုတ်တယ်လားဒါပေမဲ့သားသမီးတွေကအခုဘယ်လိုပေါ့ဆတာပေါ့အခုမြင်ပြောရပေါ့ဆတာဆက် ဥတော်ညိုရဲ့ပညာမရခဲ့ဘူးဆရာဥတော်ညိုတအားကောင်းတယ်အနောက်အနောက်တန်းလက်ဝတ်လေးထိုးဘူးတယ်ယူကလက်ဝတ်လေးထိုးဘူးတယ်သူ့ဘာဟိုဘလို့ကဝင်းစားပြည့်တယ်ကွာဒါပေမဲ့ तू တာသမီတွေဟာဟိုယူကကောင်းမှမသိဘူးအဲ့ဒါလေးကြုံလုံးပြောတယ်ဒါလေးကလည်းဖြစ်တတ်ပါတယ်ယူကလက်ဝတ်သမားတယောက်တည်သွားတယ် तू နဲ့ तू သူ့ရဲ့ပညာတွေပါသွားတယ် तू ရှိတုံးမှာသူ့ရဲ့ပညာရက်တွေတင်ယူကကောင်းမှဘာမှမသိဘူးခုမနှုတ်တာတော့ပါလို့ဆရာမနှုတ်တာတော့ ပြည်တွေထောက်ပါသူတပည့်တွေတာကောင်းတယ်ဆရာဥတော်ညွေပညာတွေရတယ်အဲ့လိုမျိုးဖြစ်စီခြင်းတို့ဟိုဆိုတာအခုရောလဝင်းနဲ့ပတ်သက်လို့ရှိရင်လေကွာအိုးစနစ်တကျတင်ယူမှုတင် जा မှုယူနေပတ်သက်ပြီးတော့ lesson can one အေးအဲ့ဒါလေဘောအဲ့ဒါဆိုတော့ဟိုဟူနင်းဖြစ်တဲ့ခါကျတချို့ကဝေဖန်တယ်ကွာမြွေတိုင်းမှခမာမှတွားထိုးလို့မအောင်မြင်မှအဲ့လိုလေမဟုတ်ဘူးကွာတင် जा တင်ယူသူနဲ့တင်ပြီးတဲ့သူတွေဂျားမှာ ချိတ်ဆက်လေးမင်းချိတ်ဆက်မိသွားဖို့လိုတယ်အဲ့အကူကတော့ထင်ကြီးတယ်ဟာဟိုဘလူခေါ်လဲဆိုအကူကဒီလောကထဲမှာအတူနေထိုင်နေတဲ့သူတို့အเจ้าနေတည်တယ်ဆိုရင်သူဆိုရင်အဲ့လိုပဲဟာတခါတည်းပြွေးသွားမယ်ပြွေးသွားမယ်ဆိုလို့ရှိရင်ဟိုရင်တော့အရာဦးတိုင်းမှာပွဲလေးပါလေဖြစ်တယ်ဆိုတော့တင်မုံကြီးနဲ့သွားတာတော့ဟိုရောက်ဘသူရမယ်ဘောကစာချုပ်ဟုတ်ထုတ်တော့ဆရာကြီးဘယ်မှာပွဲရှိလာခဲ့ပါဦးဖိတ်လို့ရှိရင်သွားတာတပည့်တွေခေါ်သွားခေါ်သွားတဲ့ခါကျဥပမာပြောပြတာဆရာဟိုတိတ်ခါချတဲ့ပုံစံမရှိရှိတာပေါက်နှံသွားတာอืม စေလနာဗောစေလနာဗောအောင်နိုင်ပြီးတော့ခါသွားတာတပည့်တွေဟိုရောက်မှပွဲရအောင်အဲ့သူမိမမိုးလုံးကြီးကြော်ရောက်မိုးလုံးကြီးကြော်ရောက်သူရောက်ကြာတော့လည်းကြားခဲ့ဘူးဗောအေးအဲ့တော့မင်းငါပြောပြတင်စားတာဗောမိုးလုံးကြီးရောက်ဝင်ခွာကြီးလက္ခဏာတော့ပျောက်နေတယ်တော့ဆရာထင်တယ်ဘယ်လိုရောဒါဗီမဲ့သူ့အိမ်သွားလိုက်သူယောက်ျားဆရာဆရာဆရာတော့ဆရာသူယောက်ျားကိုဆရာခေါ်တာနဲ့ဇေယူပေါက်တီဖြစ်စေမပေါက်တီဖြစ်စေအကုန်ကြွေးတာခမင်းမစား ါတွေကအကိုကတတိထားမိတာဒါတွေကရိုးရလဝိဟိုလောကသားတွေတူးနဲ့တူးအပြန်အလှန်ဟိုမိခိုမှုပေါ့နော်ကိုနေဖြစ်မှုပေါ့ဆုံးရှုံးမှုတွေပေါ့ဟိုတာဒီနာဒီမတွက်ဘူးကွာခမင်းစားွားဆိုတော့လဝိသမားတယောက်လာရင်ကွာသူအခုလူတွေပါလာတယ်ထိုးတယ်ဆိုအဲ့တော့ဘာမှလည်းဟိုဒီပဲရရမှာဆရာကကြောလဲဆိုပါတော့ဟုတ်လားတထောင်ရတရားကြောမယ်200ကြောဒါစားတော့အဲ့သူနဲ့ပါလာတဲ့အဖော်တွေပါစားတာဒါပေမဲ့ ဆရာဦးတော်ညုံမင်းမအဲ့ကိစ္စတွေမညှို့ညင်ဘူးရှုံးနဲ့မျက်တယ်မတွက်ဘူးအဲ့ဒါကိုဆရာကြိုက်တာအဲ့သဘောတရားကိုကြိုက်တာဆိုဒါဟာရောလဝင်းနဲ့ပတ်သက်ပြီးတော့ဟိုဘလူးကွန်လဲပါရမီဖြစ်ပက်နေလို့အခုတော့မြင်တယ်ကွာရောလဝေးအခုလိုရှင်သန်နေတာအခုလိုခါစက်မပြတ်သွားတာအဲ့လိုပါရမီဖြစ်ပက်တဲ့လူရှိလို့ရှိလို့ဒီဟာရှင်သန်မပြတ်တာပဲဒါကအကူကအဲ့လိုပဲတွေးတယ်ဟုတ်ကဲ့ပါဒါဟို ဘဒုဥမာဟိုဟိုနေနှစ်နာစီရေဆိုအခုပြောတာမဟုတ်မင်းတခုပဲကြည်ရှွာတော့အခုလေးရှိတယ်ကိုရှွာတော့ရှိတယ်လေအခုရန်ကုန်မှာအချောက်ပါစီပွားရေးလောက်တာတွေ့တယ်မတွေ့ဘူးဒါပဲဒီရိုးရဲထဲမှာပဲဆိုရိုးကလဝိလောကမှာပဲသူရှင်တန်နေတယ်သူမိမဆိုပွဲလေးတွင်းနေဟာလားဟိုစီစဉ်နေအိမ်မှာတပည့်တွေမှုထားတယ်ခင်ဗျသုံးနေစားပြောပြတာပါအစာပြေမနေ့ နေခင်းစာညနေစာကစားသမားဆိုပွဲရှိသည်ဖြစ်စေမရှိသည်ဖြစ်စေစားတာပဲပေါ့ဒါပေမဲ့ပွဲတွေရှိတော့မယ်ဘာညာအဆင်ပြေကလီဥစုဆိုတဲ့အခါပေါ့ကလီဥ၆၆တဲ့အခါပေါ့အဲ့လီဥပွဲတွေဖြစ်တဲ့အောင်မြင်ဘာညာဝါသားဆိုရယ်ပိတ်တာလိုက်အမဲစားပိတ်တာလိုက်ကြက်သားပိတ်တာလိုက်စားအဲ့ဒီပွဲတွေဖြစ်မြောက်အောင်လုပ်နေတာသူမိမ့်မဒါနောက်ကရတကယ်အေးကြီးတဲ့ခဏလေးပေါ့နော်သူမိမ့်ပါပဲရှိုးဝါထုံးကဘယ်သူမှတော့မတွေ့ဘူးတော်ဟိုဘယ်လိုအောက်ကြမခံချင်တာလား ဒါမှမဟုတ်စကားနဲ့လာတော့မသိဘူးစကားနဲ့လာတယ်ပါ तू စကားနဲ့ तू အေးပဲနေတာပေါ့ तू မိပါပဲဥမာဆိုတော့ဟိုရွာဟိုဘုန်းကြီးဖျားပွဲဆိုဘုန်းကြီးအုပ်ချုပ်တာဘုန်းကြီးဝင်တွေ့ရတယ်အဲမြို့ပေါ်မှာဆိုလို့ရှိရင်အာနာပိုင်အဖွဲ့စည်းတွေကိုဒီပွဲကျင်းပခွင့်ပါမရဘူးဟုတ်လားတဘောအခုပြောပြတာပါဟိုမဟုတ်ဘူးကွာအခုလွန်လွန်ကျွကျွရတော့မဟုတ်မဘုံတန်တယ်ကောမဘုံကတော့ရတာဟုတ်လားမဟုတ်လဲငွေကြေးတန်ငွေကြေးကတော့ရတာဟိုငါ၆တန်ငါ၆ပေါ့ငါချမ်းနေဘူး तू ပဲသွားတာ तू ပဲလုကျင်းပခွင့်ရပြီဆို တခါလဲဟာပွဲဖြစ်ဖို့အရေးကြီးတယ်ဆိုကြပါစို့7သိန်း6သိန်းအတန်းပေါ့ तू ထဲ့တယ် तू ခလီကအတိုင်ပေါ့ဒါပေမဲ့ तू ခလီက7သိန်း6သိန်းရကြပါရမှာဒါပေမဲ့ तू ခလီကိုခံလို့မဲ့လူ तू 7သိန်း6သိန်းပေးရမှာပေးကိုခလီက तू နှိမ့်တာမဟုတ်ဘူးကွာအရေးကြီးပွဲဖြစ်ဖို့ပွဲဖြစ်ဖို့ဟာသိန်းပေးရင်လည်းပေးမယ်6သိန်းနဲ့နိုင်နေနိုင်မယ်ဆိုးနေဆိုမဟုတ်ဘူးအရေးကြီးဖြစ်ဖို့ပဲဆိုင်းငားလာလေ तू မိစက်ငားလာ तू ယုံယူ အခြားလူတွေချောင်းချောင်းကြီးရှိလို့မရအောင်အလကားဝင်လို့မရအောင်ကြီးကျယ်ရတာလေ तू မင်းစဉ်းစားကြည့်ခုံတိုင်းမှာအော်ဖို့ပြုဖို့လေ तू ကိုချိုကထုံးဆိုအမြင်ကြည့်လိုက်ဒါရင်ခုံတိုင်းမှာပဲထိုင်တော့မလို့လို့အဲ့ဒီတွေပဲအခန့်တော့မလို့လို့တဲ့လားတပည့်တွေပဲလက်ဝဲသမားတွေလက်ဝဲထိုးတဲ့လောက်ပဲလုပ်တယ်လေဆိုတဲ့အခါကျအဲ့လိုခါလေးတွေကိုအကူကဖြည့်ပြီးတွေးစီခြင်းနဲ့ဖြည့်ပြီးမြင်စီခြင်းနဲ့ပါရမီဖြည့်ပတ်တယ်ဒါလေးတွေကိုလေရိုးရလက်ဝဲဟိုချစ်တဲ့လေးစားတဲ့တမိုးထားတဲ့ပေးတဲ့လူတည်စီခြင်းနဲ့ ဒါလေးရလေကိုကအကြောင်းကြီးအကြောင်းရှာပြောတာမဟုတ်ညောင်းဒါပေမဲ့တကယ်ကိုဘူးကလည်းရပါတယ်တိတိနဲ့လို့လည်းယူတာမှန်ပါဗောဒီတဲ့အများကြီးရှိသေးတယ်ဟုတ်ကဲ့ဒါလေးရဟိုအကိုတိတာကြားရတာဒါအမှန်အမှန်တိုင်းအရှိ့ရှိတိုင်းပြောပြဟိုလူတွေရောအောင်မြင်တာပဲတိတယ်နောက်ကအခက်ခဲတွေကိုမတိကြောက်ဒါလေးတွေကိုလည်းဒါအကိုကတော့အကိုအမြင်အကိုအတွေးနဲ့ပြောပြတာပဲညီလေးဒီစကားဟုတ်ပြည်သက်များအနေနဲ့လည်းအခုတက်ဆက်သွားတဲ့အစီအစဉ်လေးကိုကျင်းနဲ့အားရလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ ောက်ထပ်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်